ရှင်ကျွန်မကတင်ဆက်ပါဒီနေ့မေလ22ရက်နေ့အတွက် People's Spring ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်အမေရိကန်ကဂျိုးပြားတဲ့တစ်ခုနောက်မှာအစ္စရေးတန်ရုံဝန်ထမ်း2ဦးပြတ်တက်ခံရတဲ့တဲ့ကာတာအစိုးရကလက်ဆောင်ပေးတဲ့ဇင်ကန်လေရင်ကိုထရန့်အစိုးရလက်ခံတဲ့တဲ့နဲ့ဘောင်စင်ဂျိုးဝိုင်းတဲ့ပြန်လာအောင်မယ်လို့ပက်ကွေအိုကြေညာတဲ့တဲ့ဒီတဲ့နဲ့ကိုတင်ဆက်ပေးသွားပါမယ်ရှင်အမေရိကန်နိုင်ငံဝါရှင်တန် DC မြို့တော်မှာအစ္စရေးတန်ရုံဝန်ထမ်း2ဦးပြတ်တက်ခံရကြောင်းသိရပါတယ်မေလ22ရက်နေ့တုန်းက မြို့လယ်မှာရှိတဲ့ဂျူးပြားတဲ့တစ်ခုရဲ့အပြင်ဘက်မှာတန်ယုံဝန်ထမ်းတွေပြစ်တက်ခံခဲ့ရတာပါတနတ်သမားဟာသူတို့ကိုပြစ်တက်ခဲ့ပြီးတဲ့နောက်ပါလက်စတိုင်းလွတ်မြောက်ရေးအတွက်ဆိုပြီးကြွေးကြော်ခဲ့ကြောင်းရဲတွေကပြောပြပါတယ်တည်ဆုံးသူတွေဟာအသက်ငယ်ငယ်ဇုံတွဲသူတွေဖြစ်ပြီး Capital US ပြားတဲ့ကနေအထွက်မှာလှုပ်ကြံခံခဲ့ရတာပါ Washington DC ရဲတပ်ဖွဲ့ကအခုပြစ်ခတ်မှုဟာကြိုတင်ကြံစီထားတဲ့တိုက်ခိုက်မှုတစ်ခုလို့ယူဆထားပါတယ်တနတ်သမားဟာလူငယ်ဇုံတွဲကိုပြစ်ခတ်ပြီးတဲ့နောက်ပြားတိုက်တဲ့ဝင်ဖို့စ조사ခဲ့ပေမဲ့ လုံချုံရဲတပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းတားဆီးပြီးလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့အဆိုအရတနရတရခန်းဟာအသက်30အရွယ်အီလီယက်ရိုဒရီဂက်ဆိုသူဖြစ်ပြီးချီကာဂိုမှာနေထိုင်သူဖြစ်ကြောင်းသိရပါတယ်။တေဆုံးသူဆုံးတွေဟာမကြခင်ဆစ်ဆက်ဖို့ပြင်ဆင်နေသူတွေလို့အမေရိကန်နိုင်ငံဆိုင်ရာအစ္စရေးသံမတ်ကြီးရီချေးစလိုင်တာကပြောပါတယ်။တေဆုံးသူနှုတ်ရဲ့နံပါတ်တွေကိုတော့တန်ယုံကမထုတ်ပြန်သေးပါဘူး။ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံမတ်ကြီးကဒီကိစ္စဟာဂျူမွန်ဒီရဲ့ဝါဒအခြေခံနဲ့ အကြမ်းဖက်မှုတစ်ခုလိုဆက်ဆွဲပြောကြားသွားပါတယ်။တန်တမန်ရေးဝန်ထမ်းတွေနဲ့ဂျိုးတိုက်ဝန်ကိုပြစ်မှတ်ထားခြင်းဟာတီးခံလို့မရတဲ့စီးတစ်ခုကိုကြော်လိုက်တဲ့လုပ်ရမျိုးဖြစ်တယ်လို့အစ္စရေးကပြောပါတယ်။အခုတိုက်ခိုက်မှုအပြီးမှာအခင်းဖြစ်ပေါ်ရာနေရာကိုရဲတွေကပိတ်ထားလိုက်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။တန်ယုံကဝန်ထမ်းတို့ဟာပြရိုက်မှာပြုလုပ်ခဲ့တဲ့အခမ်းအနားတစ်ခုကနေအပြန်မှာအနည်းကတိပြီးပြစ်ခတ်ခံခဲ့ရကြောင်းအစ္စရေးတန်ယုံကကြေညာခဲ့ပါတယ်။အဲ့ဒီအခမ်းအနားမှာအစ္စရေးတန်မတ်ကြီးကတော့ရှိမနေခဲ့ပါဘူး။ အမေရိကန်အစိုးရရဲ့ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကဣသရေလတန်တမန်ဝန်ထမ်းတို့အကြောင်းမဲ့တပ်ဖြတ်ခံရတဲ့ကိစ္စအပေါ်စုံစမ်းစစ်ဆေးနေကြောင်းကွယ်လွန်သူတွေရဲ့မိသားစုတွေနဲ့ထပ်တူဝန်ထမ်းကြောင်ထုတ်ပြန်ခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ကလည်းဝါရှင်တန် DC ကလူတောင်မှုဟာဂျူးစန့်ကျင်ဝါရကိုအခြေခံတဲ့ဆိုးရွားတဲ့ရာဇဝတ်မှုမျိုးလို့တူတူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ truth မှာရေးသားထားခဲ့ပါတယ်။ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကိုအကြောင်းပြုပြီးဂျူးမုံဒီရဲ့အတွေးမြင်တွေမြင့်တက်လာတာကြောင့် Capital US ပြတိုက်ဟာလည်း အမေရိကန်မှာရှိတဲ့တခြားသောဂျူအဆောက်အုံတွေနည်းတူလုံခြုံရေးအရာပိုပြီးစိုးရိမ်ရတဲ့အခြေအနေကိုကြုံနေရပါတယ်။အဲ့ဒီပြတဲ့ဟာမကြသေးခင်ကမှ LGBT ဆိုင်ရာပြပွဲတစ်ခုကြောင့်လုံခြုံရေးအစီအမံတွေပိုပြီးတွန်းမြှင့်ထားခဲ့ကြောင်းလည်းသိရပါတယ်ရှင်။အမေရိကန်တမရရဲ့စီးတော်လေးရင် F1 အဖြစ်အသုံးပြုဖို့ကာတာဆိုရကပေးအပ်တဲ့ဇင်ကန်လေးရင်ကြီးကိုထရန့်ဆိုရကလက်ခံရယူခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာကာတာတော်ဝင်မိသားစုကလက်ဆောင်ပေးတဲ့ Boeing 747-8အမျိုးအစားလေယာဉ်ကိုတရားဝင်လက်ခံရယူခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနရုံးဖြစ်တဲ့ပင်တဂွန်စစ်ဌာနချုပ်ကမေလ22ရက်မှာအတည်ပြုခဲ့ပါတယ်။အမေရိကန်မှာ Air Force 1အဖြစ်လက်ရှိအသုံးပြုနေတဲ့ Boeing 747 model အဟောင်း၂စီးတဲကဒဇီးအစားအခုလေယာဉ်ကိုအသုံးပြုသွားမှာပါ။ Boeing 747-8တွေဟာလေပေါ်ကနန်းတော်လို့တင်စားရလောက်အောင်အဆင်အမြင့်ဆုံးဇင်းခံအသုံးဆောင်တွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ American အစိုးရကလည်း Boeing 747-8စီးကို F1 တွေဖြစ်အသုံးပြုဖို့မာယူထားပေမဲ့အမေရိကန်လေကြောင်းနည်းပညာလုပ်ငန်းစုကြီး Boeing ကတော့ Trump ရဲ့လက်ရှိသမ္မတတက်တန်နောက်ဆုံးနှစ်မှာတော့အစောဆုံးအဖြစ်လေယာဉ်တွေကိုပို့ဆောင်နိုင်ွယ်ရှိကြောင်းမှတ်ချက်ပေးထားပါတယ်။ဒေါ်လာတန်400လောက်တန်ဖိုးရှိတဲ့လေယာဉ်တစ်စီးကိုပြည်ပနိုင်ငံအစိုးရတရက်ကလက်ဆောင်ပေးတာနဲ့ပတ်သက်လို့ကျင်းဝပိုင်းဆိုင်ရာမေခွန်းထုတ်မှုတွေရှိနေပေမဲ့ပင်ဒဂွန်ပြောရေးဆိုခွင့်ရအရာရှိရှောင်းပါနဲကတော့ကာတာစီကနေလေယာဉ်တစ်စီးလက်ခံခဲ့တဲ့ကိစ္စဟာရှစ်ရန်ဆွဲဥပဒေနဲ့ညီညွတ်ပြီး လောက်ထောင်းလုံနေအလုံးပွင့်လင်းမြင်သာမှုရှိကြောင်းပြောကြားသွားပါတယ်။ F1 အဖြစ်အတော်မပြုတ်ခင်အဲ့ဒီလေရင်ကိုလိုအပ်တဲ့ပြုပြင်မှုမှန်မှုတွေလုံခြုံရေးဆိုင်ရာစစ်ဆေးမှုတွေကိုတည်တည်ချာချာပြန်လည်လှုပ်ဆောင်အောင်မယ်လို့ပါနေကမှတ်ချက်ပေးခဲ့ပါတယ်။ American ဖွဲ့စည်းပုံဥပဒေမှာတော့အစိုးရအရာရှိတွေဟာတခြားနိုင်ငံတွေဘရင်တွေမင်းသားတွေစီကနေလက်ဆောင်တွေကိုလက်ခံပိုင်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားပါတယ်။ဒါပေမဲ့ Trump ကတော့အခုကိစ္စမှာကျင်းဝတ်ပိုင်ချိုးဖောက်မှုဘာမှမရှိဘူးလို့ကောက်ွယ်ပြောကြားထားပြီး ကာတာရဲ့ကမ်းလှမ်းမှုကိုညှဉ်းဆန်ရင်အမေရိကန်ဟာယူမရာကြလွန်သွားလိမ့်မယ်လို့ဆိုပါတယ်။ဒီလိုမျိုးအယံတံမှုကြီးရဲ့လေရင်တစည်းကိုအခမဲ့ရလာမဲ့ကိစ္စကိုညှဉ်းဆန်ရလာအောင်လဲသူမယူသေးကြောင်း Trump ကပြောကြားသွားပါတယ်။တစ်ဖက်မှာတော့အတိုက်အခံ Democratic အထက်လွှတ်တော်အမတ်တွေဟာ Trump ကအဲ့ဒီလေရင်ကိုလက်တွေ့အတုံးပြုနိုင်မှုကနေတားမြစ်မဲ့အဆိုတခုကိုတင်သွင်းဖို့စီစဉ်နေပါတယ်။ဒီမိုကရက်တွေကအရင်ကနိုင်ငံခြားအစိုးရတရားပိုင်ဆိုင်ခဲ့ပူတဲ့လေရင်တစည်းကို အမေရိကန်ပြည်သူတွေရဲ့အခွန်ငွေတွေတုံးဆွဲပြီးမွမ်းမံပြောင်းလဲဖို့ဆိုတာဟာလက်တင်ခံနိုင်စရာကိစ္စမဟုတ်ဘူးလို့ပြောပါတယ်။အထက်လွှတ်တော်ရဲ့ Democratic Party ခေါင်းဆောင် Chess Rumor ကထရန့်ဟာသူ့အိတ်ကပ်ကိုပြစ်အောင်ဖြေဖို့ဆိုရင်အမေရိကန်ပြည်သူတွေကိုရောတမရဂုံဘုတ်ကိုပါရောင်းစားဖို့ဝင်မလေးဘူးဆိုတာကိုနောက်တစ်ချိန်ပြသသွားတာဖြစ်တယ်လို့ဝေဖန်သွားပါတယ်ရှင်။အသက်46နှစ်အရွယ်မှာ Professional Boxing ကျိုးဝိုင်းနဲ့နောက်တစ်ခါပြန်လာမယ်လို့ဖလော်ပိုင်လက်ဝတ်ကျော် Manny Pacquiao ကအတည်ပြုလိုက်ပါတယ်။ တိုက်ခတ်ရေးအားကစားနယ်ပယ်ကနေအနားယူပြီးဖလော်ပိုင်နိုင်ငံရဲ့နယ်ပယ်မှာကျင်းလည်ခဲ့ရာကနေမေလ21ရက်မှာတော့ဘက်ဂရီအိုကသူ့ရဲ့ဆုံးဖြတ်ချက်ကိုကျင်းညာခဲ့တာပါ။သူဟာဖလော်ပိုင်အထက်လွှတ်တော်မှာနောက်တစ်ကြိမ်ရွေးကောက်ခံရဖို့မျှော်လင့်ချက်ထားစူးစမ်းခဲ့ပေမဲ့လည်းမေလ12ရက်နေ့ရွေးကောက်ပွဲမှာအရင်နဲ့ဆုတ်ခွာခဲ့ရပါတယ်။သူက WBC ဘောင်ဆန်အဖွဲ့ချုပ်ရဲ့လက်ရှိဝဲတာဝိတ်တန်ကမ္ဘာချန်ပီယံမာရီယိုဘော်ရီရော့စ်ကိုဇူလိုင်လ16ရက်နေ့ကျရင်အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့မှာ ဆင်ခေါ်ထိုးတက်သွားမယ်လို့ပြည်သက်တွေကိုအတိပေးခဲ့ပါတယ်။သူပြလာမှာဖြစ်ကြောင်းတမိုင်းတစ်ခုကိုဖန်တီးချင်ကြောင်းပက်ဂွေအိုကလူမှုကွန်ရက်ပေါ်မှာရေးသားထားခဲ့တာပါ။ပက်ဂွေအိုဟာ2019ခုနှစ်တုန်းကကီတာမန်ကိုအနိုင်ရယူပြီးအသက်အကြီးဆုံးဝဲတာဝိတ်တန်ကမ္ဘာချန်ပီယံဖြစ်လာခဲ့တာပါ။အဲ့ဒီတုန်းကသူအသက်40ပါ။သူဟာ2021ခုနှစ်ဩဂတ်လတုန်းကနောက်ဆုံးပွဲစဉ်ဖြစ်ယော်ရာနစ်ဥဂတ်နဲ့ထိုးသက်ခဲ့ပေမဲ့အမှတ်နဲ့ရှုံးနေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကျိုးဝိုင်းတွေကိုဆုံးခွာခဲ့ပေမဲ့ အခုတော့ပက်ကွီဟောဘော်ရီယော့စ်နဲ့ထိုးတက်ဖို့ဆုံးဖြတ်ခဲ့တာပါအနားယူထားတဲ့အားကစားသမားတဦးဖြစ်တဲ့ပက်ကွီအိုကိုပြီးခဲ့တဲ့သတင်းပတ်မှာ WBC ကဝဲတော်ဝိတ်တန်းရက်တင်မှုအဆင့်5လို့သတ်မှတ်ခဲ့တာကြောင့်အငင်းပွားစရာတွေကြုံခဲ့တယ်လို့ပက်ကွီအိုကကြိုးဝိုင်းတယ်ပြန်လာမယ်ဆိုတဲ့ထင်ကြေးတွေချုပ်တင်ပြန့်နှံ့နေခဲ့ပါတယ်ပက်ကွီအိုဟာဘောင်စင်အားကစားရဲ့ဂနဝင်ကျယ်တဲ့ဝင်းလို့သတ်မှတ်ခံရပြီးဝဲတော်ဝိတ်တန်းကမ္ဘာချန်ပီယံ၄ချိန်ဖြစ်ခဲ့ဘူးတယ်လို့82ပွဲရှင်းပြရမှာ62ပွဲနိုင်10ပွဲရှုံးပြီး နှစ်ပွဲသရေဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားပါရှင် People's Win ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါရှင်